ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဘောင်းတန်းဟာနွားလူလုံငယ်လှုပ်တဲ့သူတူပါ သူမှာနှုတ်ရည်အများကြီးရှိပါတယ်သူနွားလေးဒီတွေကမှစနိုးလေးဆိုတဲ့နွားမလေးတစ်ကောင်ရှိပါတယ် ဇန်နူလီကတခြားနွားတွေထက်နှုတ်ထွက်အားကောင်းပြီးနွားနှုတ်တွေအများကြီးပြီးနိုင်ပါတယ်။မီဖြူမိမဲမင်းမင်းမီမီနေတို့ကဘလို့လှုပ်လှုပ်ဇန်နူလီထက်ကိုနှုတ်ထွက်နေနေပါလား။ဟုတ်တယ်။ငါတို့ကမပေးပဲသူကပဲနေကိုနွားနှုတ်အများကြီးပေးနေတာ哦။ဟွန်းနည်းနည်းလေးပို့ပေးတာလေးများပြောလို့ဆိုလို့ချီချူးလို့ကိုမပြီးနိုင်တော့ဘူး။ဒီဇန်နူနွားနှုတ်မပေးနိုင်ပါစေနဲ့လို့ပဲငါဖျားစီဆုတောင်းလိုက်ချင်တော့တယ်။ဒါမှပဲကောင်းမယ်။ ပြီးမှကြည်ကြရတာပေါ့အဲ့ချင်းတထေဟာသူ့ဘလို့ပြောပြီးထားမှလဲဆိုတော့မထားတော့ပဲနွားသက်သမားစီပို့ပြစ်မယ်ဆိုတာငါသိနေတယ်ငါကျင်ရဲတယ်အဲ့လိုမလုပ်ရင်ငါနာမည်သာပြောင်းပြစ်လိုက်မယ်မိဖြူမိမဲဘင်းဘင်းနဲ့မိမိတို့ကဇနုလေးကိုအယဲမနာလို့ဖြစ်ကြပြီးအမြဲတမ်းဒုက္ခတွေပြီးနေကြပါတယ်ဘာလို့လဲဆိုတော့ဇနုလေးကလိမ်မာပြီးနှုတ်လိမ်မြများပြီးလို့ပါဇနုလေးကကြတော့သူတို့ဘာပဲလုပ်လို့ဘာမှပြန်မလုပ်ဖိန်သူတို့ကိုရမ်းချင်နေပါတယ်အရှင်ဖျားရဲ့ ။သမီးရဲ့ညီမလေးတွေပြောတာအပြစ်မယူပါနဲ့။သူတို့အပြစ်ကင်းပါတယ်။ပါရီပဲပြပြသူတို့ခွင့်လွှတ်ပေးပြီးအမြဲပျော်ရွှင်နေအောင်ကောင်းချီးပေးတော်မူပါဖေဟာ။ကျဲတော်ကြောင့်ဒီလူနဲ့ပဲအဆင်ပြေပြေနဲ့ကုန်ဆုံးခဲ့ပါလိမ့်။တနေ့ရောက်တော့စနုလေးကရုတ်တရက်နေမကောင်းဖြစ်ခဲ့ပါလိမ့်။အောင်တန်းကြည့်မင်းရဲ့နွားလေးရဲ့အခြေအနေကတော်တော်ဆိုးနေပြီ။ဒီပုံစံအတိုင်းသာဆိုသူအသက်ရှင်မှုပါခက်ခဲနေတော့မယ်။အရာအလုံးကတော့အခုဖရဲသခင်လက်ထဲပဲပုံအပ်နိုင်တော့တယ်။ဆရာကြီးသူ့ပြန်ကောင်းအောင်တော့ကုပေးပါ ကုန်ကျင်တယ်လို့ကုန်ပါသေးကျွန်တော်ပြီးပါမယ်။ तू ကနွားတို့အများဆုံးပြီးတော်မို့လို့ကျွန်တော်အတွက်ရေးပါရည်သူမို့လို့ပါ။ဆရာဝန်ကစနိုးလေးကိုရေပောင်းများစွာ ကုသပေးပါရည်။ဒီလိုနဲ့စနိုးလေးကနေပြန်ကောင်းလာခဲ့ပါရည်။ဒါပေမဲ့မောင်တန်စနိုးလေးရဲ့နွားတို့ညှစ်မဲ့လောက်တိုင်းစနိုးလေးစီကနွားတို့မထွက်လို့လန်သွားပါတော့တယ်။ဟာစနိုးနင်းစီမှာနွားတို့မထွက်တော့ဘူး။ဘယ်လိုလုပ်ရမလဲ။ဒီပုံစံအတိုင်းသာဆိုရင်နင်းနွားပေါက်လေးလေးအစာငတ်ပြီးတည်သွားလိမ့်မယ်။ ီလိုရီကြားပြီးတော့မောင်တန်းရဲ့တခြားနှောတွေကလည်းတော်တော်လေးပြုံနေခဲ့ပါတယ်။ပြီးတော့စနိုးလေးကိုနှီးမြို့မြို့နဲ့လောင်ပြောင်ကြပြန်ပါတယ်။တထေးပါရပြောနေလဲဆိုတာကြားကြလားတငယ်ချင်းတို့ရေ။အေးကြားတာပေါ့။နောက်ဆုံးတော့လည်းငါတို့ဖြစ်စီချင်တဲ့အတိုင်းဖြစ်သွားခဲ့ပြီလေ။သူ့ဘာတွေလောက်ကြတော့မလဲဆိုတာငါတို့စောင့်ကြည့်ကြတာပေါ့။ဘာဖြစ်ရမလဲ။ငါပြောသလိုပဲပေါ့ဟဲ့။နှစ်သက်ရုံပဲရောက်တော့မှတိတ်ချနေပြီလေ။ပြီးတော့သူ့နှွားပေါက်လေးပါအစာငတ်ပြီးတေရော့မှာပဲ။ စနိုးလေးကတခြားနွားတွေရင်လောင်ပြောင်တန်တွေကြားပြီးတော့ငုံနေပါလေပြီးတော့သူ့ရဲ့နွားပေါက်လေးကိုလည်းကြည့်ကြည့်ပြီးငုံနေပါလေအစာငတ်နေတဲ့နွားပေါက်လေးကလည်းမျက်ရည်ဝဲပြီးသူ့မိစနိုးကိုကြည့်နေပါလေအားနေနေတဲ့နွားပေါက်လေးကိုကြည့်ပြီးသူ့မိစနိုးလေးမနေနိုင်တော့တဲ့နေပဲမိဖြူလေးကိုကူညီတောင်းနေပါလေတငယ်ချင်းမိဖြူလေးရဲ့ငါကလေးကိုတနာတော့အဖြစ်နှုတ်လေးနဲ့နဲ့လောက်တိုက်ပါအောင်လားဘာလို့တိုက်ရမှာလဲငါလည်းငါကလေးကိုတိုက်ရအောင်ပါလေ ငါနို့ငါကလေးလွယ်လို့ဘသူ့ကိုမှမတိုက်နိုင်ပါဘူးစနိုးလေးကအကုန်လုံးစီကိုငိုယူပြီးအကူကြီးတောင်းပါလေဘလောက်ပဲအကူကြီးတောင်းတောင်းသူ့ကိုတယောက်မှအကူကြီးမပေးကြပြန်ပါဘူးဇာလောင်နေတဲ့နွားပေါလေးကပင်ပင်စီဥတီသွားပြီးသူ့နို့ကိုစုဖို့ကြိုးစားပါလေပင်ပင်ကပေးမစိုးတဲ့အပြင်နွားပေါလေးကိုလည်းကန်ထုတ်လိုက်ပါလေအားနေကန်လိုက်တော့နွားပေါလေးလည်းမြေပြင်ပေါ်မှာလိမ့်ကျသွားခဲ့ပါလေဟဲ့နွားပေါလေနင့်အမေတော်တို့မတိုက်နိုင်တာငါပါအတွက်ကြောင့်နင့်ကိုတိုက်ရမှာလဲ ငါတော့နင်းနဲ့နင့်အမေနှစ်ယောက်လုံးတေးပါစီလို့ပဲပြောချင်တော့တယ်ဒီလိုရင်းကြတော့စနိုးလေးကမျက်ရည်တွေကျပြီးစိတ်တက်ကျပြီးတော့ဖျားသခင်စီမှာဆူတောင်းပါတယ်။အိုးဖျားသခင်ကျမကိုကြိုက်တဲ့အပြည့်နာကျင်မှုတွေပေးပါဒါပေမဲ့ကျမသားလေးတို့တော့တနာတော်မူပါအမေတယောက်ကအကုန်ခံနိုင်ရှိတယ်ဒါပေမဲ့သူ့သားသမီးတွေအစာငတ်ပြီးတေးသွားတာမျိုးတော့မကြည့်ရနိုင်ပါဘူးစနိုးရဲ့သားလေးကထလာပြီးတော့သူ့မိစီလာခဲ့ပါတယ် ိုသားလေးရဲ့နွားနို့တော့ပို့နှင့်ကံမှာမပါလောက်ချက်မရဲ့မျက်လေးတွေနည်းနည်းလောက်စားပြီးတော့ပိုက်ဖြည့်ပါတော့နော်နွားပေါက်လေးကိုမျက်စားခိုင်းတော့ကိုကြားပြီးတော့မိဖြူတို့မိမဲတို့ကလည်းလှောင်ပြောင်နေကြပါတယ်ဟာဟာနို့တော့ရမယ့်အရွယ်မှာမျက်တွေစားနေရတယ်ဒီမျက်တွေစားပြီးနှင့်နွားပေါက်လေးကရှင်နိုင်ပါမလားမရှင်တော့လေဘာဖြစ်လဲဟာပေသွားရမှာပဲမလားအေးလေငါတို့ဖြစ်စေချင်တာလေဒါပဲလေကွာအေးလေအဲ့လိုသားဆိုရင်တထည့်ရလည်းနင့်ကိုပြစ်ပြီး ငါတို့လေးယောက်ကိုကယူဆိုင်တော့မှာပေါ့နင်တို့လှဲ့အောင်ကြည့်တော့မှာမဟုတ်ဘူးသူတငယ်ချင်းလေးယောက်လုံးကဒီလူတွေပြောပြီးလှောင်ပြောင်ပြောဆိုနေကြပြီးတော့စနိုးလေးကလည်းပြန်ပြောပါတယ်တငယ်ချင်းလေးတို့ရေဖျားသခင်စိတ်ဆိုးသွားလောက်တဲ့ထီကိုတပိုးထားမသေးတဲ့ကြပါနဲ့လားဒီနေ့ငါဒုက္ခရောက်နေတယ်ဆိုပေမဲ့နောက်နေ့ကျရင်နင်တို့တွေရောမရောက်လာနိုင်ဘူးဆိုတာမှမပြောနိုင်တာဖျားသခင်ကလှုပ်ချင်ချက်ချင်းပဲနင်တို့ရဲ့ဘဝတွေပြောင်းသွားအောင်လုပ်နိုင်တယ်နော်။အော်နင့်သားနဲ့နင့်ဘဝပြောင်းစီလိုက်တယ်လို့လေးလား။ ဖျားသခင်ငါတို့မကြောက်ပါဘူးဖျားကလည်းနင့်ကိုဒုက္ခရောက်စေဖို့ငါတို့စွတ်တောင်းတာလေးကိုပဲဖြစ်စည်းပေးခဲ့တယ်လေငါတို့တော့အရှမ်းပျော်တယ်ပျော်ပွဲရှင်ပွဲလေးဆင်နွှဲနေကြတယ်နင်တော့ဒီဒုက္ခတွေခံလိုက်ပါအောင်စနိုးရဲ့ဒီလိုရီကြားပြီးနောက်မှာစနိုးလေးကသူတို့ပြောတာတွေစိတ်ထိန်မချပြီးသူ့ဒုက္ခနဲ့သူခံယူပြီးကြိုးစားပြီးနေခဲ့ပါတယ်သူ့နောပေါက်လေးကလည်းမျက်လေးတွေပဲစားတက်အောင် ဖြည်းဖြည်းချင်းတင်ယူပါတယ်တပတ်မှလည်းမိဖြူတို့မိမေတို့ဘင်းဘင်းနဲ့မိမိတို့ကလည်း ရုတ်တရက်မောင်တန်းကအမြင်ကြည့်ပြီးချက်လာပါတယ်။စလုံးလေးကိုကောက်ရိုးကြောင့်လေးတွေသာကျွေးပြီးအသက်ရှင်ယုံသာထားပြီးတော့ကျန်တာဘာမှဂယုမဆိုင်လေးပင်ပြစ်ထားခဲ့ပါတယ်။တခါတလေဆိုလိမ့်မကြည့်မင်းပြစ်ထားပြန်ပါတယ်။ဒီနေ့မှမောင်တန်းဟာစနုစီကိုသွားပြောပါတယ်။ကြည်စနုနင်တို့ပြီးတော့ကတော့အကုန်လုံးအဆင်ပြေနေတယ်။ဒါမဲ့အခုနေကငါ့အတွက်နှုတ်လဲမပြီးတော့အသုံးလဲဝင်မနေတော့ဘူး။အာနေကိုဒီမှာဆက်ပြီးကျွေးမွေးမထားနိုင်တော့ဘူး။ဒီလောက်တကူကောင်းဆန်ပြီးကိုကျိုးအတွက်ပဲကြည်နေတော့မှလား။ ငါနွားနို့ပေးတော့ကြတော့ငါ့ကိုပဲအကောင်ပြောပြီးချက်တယ်အခုငါဒုက္ခတွေရောက်နေပါတယ်ဆိုငါ့ကိုအသုံးမဝင်တော့ဘူးဆိုပြီးအပြစ်တွေပြောပြီးစွန့်ပစ်ချက်နေတယ်အိုးနောက်ဆုံးတော့လေငါတတ်သက်ယုံရောက်မဲ့နေ့ကိုရောက်လို့လာပြီးနေမှာပါစနိုးလိန်တွီးတွီးပြီးတော့အရင်ကငုံနေပါတယ်ဒီနေ့မှတော့သူထင်းတဲ့အတိုင်းပဲတားတက်သမားလေးကစနိုးကိုလာခေါ်ပါလိမ့်ရဲ့တားတက်သမားစနိုးကိုခေါ်သွားပြီးအပြင်ရောက်ကြနေနောက်ပေါလီကတားတက်သမားလေးနားတော်ပြီးစပီးငိုပါတော့တယ် စနုလေးကလည်းနောက်ပေါက်လေးကိုကြည့်ပြီးမျက်ရည်တွေကျလာပါတယ်။ပြီးတော့သူတို့နှစ်ကောင်လုံးကငါတို့ကိုမတက်ပါနဲ့လား။ငါတို့ဘဝတွေကိုတနာပါအောင်ဆိုသောပုံစံမျိုးနဲ့ငိုပြီးတာတတ်သမားကိုကြည့်နေပါတယ်။ဒီလိုနဲ့တာတတ်သမားလည်းသူတို့နှစ်ကောင်ကိုကြည့်ကြည့်ပြီးတနာစိတ်ဝင်လာပါတယ်။ပြီးတော့သူစိတ်ထဲမှာလည်းတက်ဖို့ထက်တနာကျင်နာမှုတွေအချက်တွေပေါ်ပေါက်လာပါတော့တယ်။ပြီးတော့တာတတ်သမားကငြိမ်ကုပ်သွားပြီးစနုနဲ့နောက်ပေါက်လေးရဲ့ကျိုးတွေကိုလှုပ်ချလိုက်ပါတယ်။ပြီးတော့သူတို့နှစ်ကောင်ရဲ့ခြေထောက်နားမှာ လက်အုပ်ချီတူးထောက်ပြီးပြောနေပါတယ်။နောင်နဲ့ဖခင်ကြီးအကျွန်ုပ်ကိုခွင့်လွှတ်တော်မူပါအကျွန်ုပ်နောတတမဖြစ်ပေမဲ့သူတစ်ပါးရဲ့မျက်ရည်တွေကိုမမြင်နိုင်လောက်တဲ့အထိတော့မရက်ဆက်သေးပါဘူး။မောင်တန်ကျွန်တော်တို့ပြန်တော့မယ်။အကိုရဲ့နွားလေးတွေကိုကျွန်တော်မတက်ရက်ပါဘူး။လောကကြီးမှာမင်းတယောက်ပဲရှိတော်မှုလို့လား။ဘာမှမဖြစ်ဘူး။မင်းမတက်လေတခြားတယောက်ကိုပေးလိုက်တော့မှာပေါ့။တယောက်မဟုတ်တယောက်ကတော့တတ်မှာပဲ။တတတမကမတက်တော့ဘူးဆိုတာရင်းသူ့လုပ်ပုံတွေကိုကြည့်ပြီး မိဖြူတို့မိမဲတို့ဘင်မင်းနဲ့မိမိတို့ကတော့မနာလိုဖြစ်နေပါတယ်။ကြည်ဒီမကောင်းတဲ့ဟာမလေးကိုလည်းကဲမကောင်းစွာနဲ့တာသက်သမားမခေါ်တော့ဘူးတဲ့။ငါတော့လေဒီစနိုးအိမ်ကလို့နွားနို့တွေအများကြီးပြန်ပေးတော့မှာပဲတူတွဲပြီးကြောက်နေမိတယ်ဟာ။ဟာမိမဲဘာမှကြောက်မနေနဲ့နွားနို့ပေးဖို့ဝေးသေး။တထည့်ရခဏနေသူတို့အိမ်ကနေနင်းထုတ်တော့မှာကြိထားလိုက်စမ်းပါ။နင်ပြောတာတိတ်မှန်တာပဲမိမဲရဲ့။တထည့်ရအချစ်တွေကြူဆိုင်မှုတွေဟာငါတို့နဲ့ငါတို့ကလေးတွေအတွက်ပဲရတဲ့နာ သူတို့ဘာရဲ့မကောင်းမှုကိုလူလာတာကဘာအကျိုးမှမရှိပါဘူး။ကိုယ့်ရဲ့ဇယိုက်နဲ့နှလုံးသားကိုယ်တိုင်ပုတ်စီပါရယ်။ဒီကဘာမြေကြီးဟာဘုရားသခင်ရဲ့လက်ထဲမှာဘုရားသခင်လူလောင်းတယ်လို့ပဲဖြစ်ပြနေရတာပါ။ဘဝမှာပျော်ရွှင်မှုနဲ့နာကျင်မှုတွေကတော့လာစမြေပါပဲ။ညပြီးသွားရင်မနဲ့မိုးလင်းလာတယ်လို့မျိုးပေါ့။နာကျင်စရာပြီးရင် နောက်ဆုံးမှာပျော်ရွှင်မှုကလည်းပြန်လာစမြေပါပဲ။ဇနုရဲ့ဘဝဟာလည်းဒီလိုမျိုးပဲလေးပတ်နေပါရယ်။ မောင်တန်းဟာစနိုးနေသူ့ကလေးကိုအမြဲပဲအစာမကျွေးဘဲအငှက်ထားခဲ့ပါတယ်။တပတ်မှလည်းမောင်တန်းရဲ့တခြားနွားလေးတွေကအမြဲတမ်းနှောင့်ပြောင်ပြီးဒုက္ခပေးနေပြန်ပါတယ်။ဒါပေမဲ့စနိုးလေးကတော့အကုန်လုံးကိုအကောင်းပဲမြင်ပြီးတော့သူ့ရဲ့နာကျင်မှုတွေနဲ့ပဲနေနေပါတယ်။တနေ့မှတော့အစာရည်အစာပြက်ပြီးဘာမှမစားရဘဲနေရတဲ့စနိုးရဲ့တားလေးကပြောလိုက်ပါတယ်။အမေဒီနေ့တော့တတိယသားတို့ကိုစားစရာမျက်လေးတောင်မပေးတော့ဘူး။ဒါအရင်ပိုက်စားပြီးတော့တိမ်မလို့ဖြစ်နေပြီ။ ။အိုဖီးယားသခင်ရေဒီလောက်ဒုက္ခတွေခံစားလာရပြီလေ။နည်းနည်းလေးတော့တနာငဲ့ညာပေးပါအောင်လား။ကျမသားလည်းအရန်လဲစားလောက်နေပြီ။အရှင်တို့နွားတို့ထွက်နိုင်အောင် ပြန်လုပ်ပေးပါအောင်ဖီးယားရေ။သနုကဒီလိုပြောပြီးငုံငုံပြီးဆူတောင်းနေပါရဲ့။ခဏလောက်နေတော့ထူးဆန်းတဲ့ဖြစ်ရက်လေးတစ်ခုပေါ်ပေါက်လာပါရဲ့။ရုတ်တရက်သနုရဲ့ပျော်ရွှင်မှုတွေရလိုက်တယ်လို့ပါပဲ။သူ့နှုတ်ရည်တွေပြန်ထွက်လာပါတယ်။အမလီလေးနွားနှုတ်တွေပါလား။ตาလေးရဲ့ဒီမှာနှုတ်လာဆုတ်လိုက်ပါအောင်ကွယ်။ အမေရဲ့နှုတ်ရည်တွေပြန်ထွက်လာပြီဒီလိုပြန်ကောင်းသွားလေတော့စနှုတ်ရည်သားလေးကလည်းနှုတ်ရည်ဆုလိုက်ပါတယ်မောင်တန်းကလည်းတော်တော်လေးပျော်နေခဲ့ပါတယ်ဒါပေမဲ့တခြားနှောင်းလေးတွေကတော့မပျော်နိုင်မဖြစ်နေကြတာပေါ့နောက်ဆုံးမှာတော့သူတို့လေးတွေလည်းတခုနားလေသွားလိုက်ပါတယ်အော်သူတို့ဘာမကောင်းတာလူလားတာကတကယ်ပါမှအကျိုးမရှိပါလားတကယ်ပဲဒီကဘာမကြီးဟာဘုရားသခင်ရဲ့လက်ထိတ်မှာဘုရားသခင်လူလားတယ်လို့ပဲဖြစ်ပြနေတာအမှန်ပါပဲလားဆိုပြီးလက်ခံလိုက်ကြပါတည်း ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။